လူတယောက်ကံကောင်းလာပြီဆိုရင်ဘာနဲ့မှမတားဆီးနိုင်တာကိုပြနေတဲ့ကမ္ဘာကံကောင်းဆုံးလူ9ယောက်နံပါတ်1အမှုမြုံဘုံပြီးသူရက်ခွက်ထဲမှာဒုတ်ပြီးတားပြီးဘာညာကွာစိတ်တွေကိုကြားဘူးကြမှာပါဒီလူကတော့အဲ့ဒီလောက်လေးတွေစာမဖွဲဘူးထိုးခွင်းမင်းကြောင့်တတူးတော်မပါပဲရာစွန်တွင်မဲ့အမှုမြုံဘုံကြီးကျဲချတာတောင်အသက်မတည်ခဲ့သူပါတလုံးတော့မဟုတ်ပါဘူးတလုံးပြီးတလုံးပေါင်းတော့နှလုံးပါသူ့နာမည်ကစူတိုမူယာမာကူရှိဒုတိယကမ္ဘာစစ်အတွင်းကသူဟာလုပ်ငန်းကိစ္စနဲ့ဟီရိုရှိမားမြို့ကိုရောက်ရှိနေခဲ့ပါတယ် ဲ့ဒီနေ့မှာပဲအမေရိကန်တို့ကဟီရိုရှိမားမြို့ပေါ်ကိုအမှုမြုံပုံကျဲချခဲ့ပါတယ်။သူကပောက်ကွဲမှုရဲ့ဗိုလ်ချက်နဲ့တိတ်မိုးရဲ့နေရာမှာရှိနေပေမဲ့လည်းဒဏ်ရာနည်းနည်းပဲရပြီးသူ့ရဲ့ဇာတိမျိုးဖြစ်တဲ့နဂါစကီမျိုးကိုပြန်ရောက်ခဲ့ပါတယ်။ဒဏ်ရာရှိမဲ့အမေရိကန်တို့ကနဂါစကီမျိုးပေါ်ကိုလည်းဒုတိယမြောက်အမှုမြုံပုံကျဲချခဲ့ပါတယ်။ဆူရိုမူယာမာကူရှီယာအမှုမြုံပုံနှလုံးရဲ့ပောက်ကွဲမှုဒဏ်ကိုခံစားခဲ့ရပေမဲ့နှစ်ချိန်စလုံးမှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဂျပန်ဆိုရာကသူ့ကိုအနှိမ့်မြုံပေါက်ကွဲမှုနှစ်ခုလုံးကိုကြုံတွေ့ခဲ့ရတဲ့တဦးသေးတော်သူအဖြစ်တရားဝင်အသိမှတ်ပြုခဲ့ပါတယ် နမနဲ့တေးရွာပြန်ဖို့ကံကောင်းတုံးမှုဆိုင်ဇလန်းနေမှာတောင်ကြမ်းရစ်ဖြစ်လိရှိတဲ့ညိုကီတို့အရန်အားကြရမယ့်တယောက်ကဒီလူပါပဲ1998ခုနှစ်မှာအော်စတြေးလျနိုင်ငံသားဘင်းမော်ဂန်ဆိုတဲ့ဒီလူဟာဘာဆိုင်လိုတောင်ငူကိုဘလောင်ဆူတဲ့ရင်ခွင်နဲ့အမောင်တူတူဖြတ်နေတော့တပင်ဝင်ကြုံကိုကျုံနေခဲ့ပါတယ်စီယုံပေါ်မှာနှလုံးတွေပါရက်သွားပြီးဆရာဝန်ရမိသားစုဝင်တွေကိုအိမ်မှာမန်တထိုးလောဆင်ဖို့ပြောပြီးဘဝမှာပါဗျာ ်14မိနစ်ကြာမှမိခင်ခန်းမှာကြောက်တဲ့ဘီတယောက်အန်အောဘွယ်ကောင်းစွာပြန်လဲတတိရလာခဲ့ပါတယ်။နောက်တစ်နှစ်ကြာမှသူဟာခဲချစ်ထရားနဲ့သူဟာကားစည်းကိုဆူရခဲ့ပါတယ်။အဲ့ဒါနဲ့သူ့ကိုအင်တာဗျူးရင်းတရင်တော်တွေကနောက်ထပ်ထီလက်မှတ်တစ်ခုကိုထတ်ရှိခိုင်းပါတယ်။မယုံနိုင်စရာပါပဲ။အဲ့လက်မှတ်မှာလဲဒေါ်လာ2သိန်းခွဲတန်တဲ့ထီစုကြီးကိုသူထပ်မံစုကူးနိုင်ခဲ့ပါတယ်။ဒီချိန်သေးပြီးမှပြန်ရှင်လာတဲ့ပြင်ထီစုကြီးကိုနှစ်ချိန်တိုင်တိုင်စုကူးနိုင်ခဲ့တာဟာတကယ်ကိုထူးခြားတဲ့ကံကောင်းခြင်းပါပဲ။နံပါတ်3ဥက္ကာခဲလေးဒီ 1954ခုနှစ်နိုဝင်ဘာ30ရက်နေ့မှာအမေရိကန်နိုင်ငံကအန်ဟော့ဂျက်ဆိုတဲ့မျိုးသမီးတူဟာအင်ရှီယာဆိုဘာပေါ်မှာညကိုရီးယားကားကြောင့်အေးပြက်ပြီးအိပ်ပျော်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရွှေပောင်ကွဲလောက်၄ချိန်ရှိတဲ့ဥက္ကာခဲတစ်ခုဟာအင်ခေါင်မိုးကိုဖောက်ပြီးသူမရဲ့တင်မောင်းကိုထိမှန်ခဲ့ပါတယ်။ကဘာပေါ်မှာဥက္ကာခဲထိမှန်တဲ့မှတ်တမ်းဝင်တဲ့ဖြစ်ရပ်တွေအနေငယ်တာရှိခဲ့ဘူးပြီးအဲ့ဒီထဲမှာမှအန်ဟော့ဂျက်စာတူရဲတော်အသက်ရှင်ကြံရည်ခဲ့သူဖြစ်ပါတယ် သူမပြင်းထန်တဲ့နာကျင်မှုကိုခံစားခဲ့ရပေမဲ့အန်ဩစရာကောင်းလာအောင်အတန်အတရာလွတ်မြောက်ခဲ့ပါတယ်။ဒီဖြစ်ရဟာသူမကိုကမ္ဘာအန်အတင်ဆုံးကံကောင်းသူသူဖြစ်သတ်မှတ်စေခဲ့ပါတယ်။ညိုကီတို့အန်ဟော့ဂျက်စ်လိုကဘာကြော်ချင်ရင်တော့သူကြကြတိတ်ကြိုးစားဖို့မလိုပါဘူး။ကျယ်ရီကျွေတိုင်းထားတော်မခံရဖို့ဆူတောင်းမနေပဲ။လာပြင်ထွက်သမှုတောင်းထောင်ပေးထားဖို့ပဲလိုအပ်ပါတယ်။နံပါတ်၄ကံကောင်းဆုံးဖိုးကံဆို ဒီကရိုအေးရှားနိုင်ငံသားဖရန်စီလက်ရဲ့ဖြစ်ကတော့နောင်ကစားသမားလိုပဲဘဝဟာကျွေးတဲ့လက်စက်တခုနဲ့သမင်းလုံးတဲ့လက်ဝရင်းတုပ်တစ်ချက်လိုဖြစ်နေပါဗျ။ယထားမောက်လက်ကျိုးလင်းရင်ပြက်လူပြုတ်ကြောက်ရိုးပုံပေါ်ရောက်ကားချောင်းနဲ့ပြုတ်ကြလူသစ်ပင်မှာချိတ်ကားမီလောင်လူမထိတ် ကားတိုက်လူလို့စတဲ့ X လို့ကျင်းစာဇိုးလို့ကန်ဆိုးတာတွေခုနှစ်ခုလောက်ကြုံခဲ့ရပြီမဲ့အန်ဟော့စရာကောင်းလာအောင်လွန်မြောက်ခဲ့ပါတယ်။အသက်83နှစ်ပြည့်မွေးနေ့ပြီမှာယူရို6သိန်းတန်ထီစုကြီးပေါက်ပြီးပြင်စမမြောင်မရအစ်စ်လေးယူပြီးဘဝကိုမျက်နှာလေးတွေမြုပ်ရင်းပျော်ပျော်ကြီးဖြတ်တန်းပါတော့တယ်။ Nice ။နံပါတ်5မိုးချိုပုတ်လူသားဒီမိုချိုပုတ်လူသားကတော့အမေရိကန်ကအမျိုးသားဥယျာဉ်တစ်ခုမှာတတော်ဥဖြစ်အမှုထမ်းနေသူ Ryan Sullivan မှာမိုချိုကမဖြစ်ဘဲဘာလို့ပုတ်တာလဲဆိုတော့ တကြမင်းကညိုကီတို့ကိုတာမန်မိုးကျိုးပစ်ချရင်တကြိမ်တည်းနဲ့ကိစ္စချောမှာပါသူ့ကိုကြတော့မိုးကျိုးက9ကြိမ်တောင်ပွတ်ချတာမို့တကြမင်းကိုယ်တိုင်မိုးကျိုးပစ်ချတာမှဖြစ်နိုင်ပါဘူးမိုးကျိုးခုနှစ်ကြိမ်ပြစ်ချခံရပြီးရဲ့နောက်မှာတော့အသက်ရှင်ကျန်ရခဲ့တဲ့ Ryan Sullivan ဟာကဘာကျော်မိုးကျိုးဖို့လူသားဖြစ်လာပြီးဂိနစ်စံချိန်မှာတင်ခဲ့ပါဗျ။ဒါပေမဲ့ကျန်ရှိတဲ့တန်းတွေမှာအားလုံးကသူ့နားနေရင်မိုးကျိုးထိမှဆိုးလို့ရှောင်ကွင်းလာကြပါဗျ။နောက်ဆုံးတော့အသက်လဲကြီးစိတ်ညစ်မှုဒဏ်ကိုမခံစားချင်တော့တဲ့ Ryan ဟာရှောင်လုံးမှုနဲ့မိမိကိုယ်ကိုဒိုင်းကြောင်လုံးလိုက်မှကြားမင်းလဲကျဉ်တ်တော်မူသွားပါဗျ။ okay ပါဒီကြည့်ပြတာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဒီထက်ပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ